ားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမယ့်ပုံမြင်လေးကတော့မောင်ပေါတူးပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကအလွန်စည်ရန်နှံပါတဲ့တာမီနှုတ်ဦးရှိတဲ့တဲ့သူတို့ဟာတထေးကြီးဥချမ်းသာအိမ်မှအိမ်မော်အဖြစ်နဲ့အလုံးလုံးပြီးနေကြရတဲ့ဥချမ်းသာဟာသူတို့ကိုမညာမတာခိုင်းပြီးစိတ်ဆိုးတဲ့အချိန်တိုင်းသူတို့တာမီအားဒေါသကြီးစွာနဲ့ရိုင်းနှက်တတ်တဲ့ အကြောင်းကတော့အဖွားကြီးရဲ့ခင်ပွန်းဟာကုချသင်္ထာမှာငွေ100ပတ်ချီးပြီးကွန်ကူတန်းသွားရလမ်းမှာ လေးမုံတိုင်းမိပြီးလေကြီးမှောက်သွားလို့အသေဆုံးသွားရှာတဲ့အတွက်သူတို့သားမိနှစ်ယောက်ဟာအကျွေးပြတ်မဆက်နိုင်တာကြောင့်ဦးချမ်းသာအိမ်မှာကြုံအဖြစ်နဲ့အလုံးလုံးနေရရှာတာပေါ့ဦးချမ်းသာကိုအကျွေးပြတ်မဆက်နိုင်တဲ့သူတွေဟာထိုကဲ့သို့ပင်ကြုံအဖြစ်နဲ့နေကြရတယ် တနေ့မှာ သားလေးကမိခင်ကို သားတို့တည်းကြီး လက်ကလွတ်အောင်ပြေးကြစို့လားမမေရဲ့ပြေးလေလွတ်မှာမဟုတ်ဘူးသားရဲ့လို့မိခင်ကသားကိုပြန်ပြောတယ်။သားလေးဟာလိမ္မာရေးချရှိသူဖြစ်တာကြောင့်အမေအဝတ်စားတွေရှော့ဖွင့်နေတဲ့အချိန်မှာရေကူခတ်တယ်။မိခင်ကြီးတတ်တာအောင်ဆိုပြီးဆိုင်ပြိုခင်းများကိုလည်းရေလောင်းပေးတယ်မြေကြီးများကိုလည်းကုပ်ပြီးတူးဆပေးတယ် ။ตาလေးကတက်နိုင်သမျှမိခင်ကြီးကိုကူညီတဲ့အတွက်ကြောင့်စိုက်ပျိုးပင်တစ်ပင်များမှာအသည်အနှံဟင်းသည်ဟင်းရွက် ပို့ပြီးအထွက်များတဲ့ပန်းပင်တို့လည်းထိုကဲ့သို့အတိုင်းမှာပဲ။ဒါကြောင့်ဦးချမ်းသာဟာသူတို့ကိုသဘောကျသွားပြီးပေါတူးတက်လက်စူးချတဲ့။ตาဖြစ်သူဟာ ထိုပေါတူးဖြင့်မိမိတို့တဲရှိတွင် ဖြာတစ်ချက်စာကျင်းတူပြီး နွားချင်းနဲ့မြေဆွေးများထဲကနူးနတ်အောင်ပြုတ်လုပ်ပြီးဘူးစေများကို စိုက်ပြိုးတဲ့ဘိုးဘေများပေါက်လာတဲ့အချိန်မှာအလွန်တန်ပြီးတော့ဝက်လုံးတရာကုန်တဲ့အထိဘူးစင်ထိုးရတယ် အကြမီပါပဲဘူးဒီအလုံးကြီးကြီးများပြုတ်သိမ့်နေအောင်ဒီလာလို့သူတို့သားမီးနှစ်ဦးဟာနေတိုင်းဈေးထဲသွားပြီးဘူးဒီဘူးညွတ်များကို ရောင်းစားတော့ဝင်ငွေရရှိလာတဲ့သူဟာစူးစမ်းအဆိုင်ပြီးအလုံးလုံးတဲ့အတွက်ဦးချမ်းသာရဲ့ငွေတရာကိုပြန်ဆက်နိုင်ပြီး သူတို့သားမီးနှစ်ဦးဟာကျွန်ဘဝမှာလွတ်ကင်းသွားကြတယ်ပေါတူးတလက်ဖြင့်ကျွန်ဘဝမှာလွတ်အောင် လောက်နိုင်လို့လူအများကသူ့ကို မောင်ပေါတူးလို့ခေါ်ကြလေတဲ့မောင်ပေါတူးဟာသူ့ရဲ့စိုက်ပျိုးခင်းများကိုတိုးချဲ့ပြီးသီးနှံနဲ့ဟင်းသီးဟင်းရွက်များအထွက်တိုးအောင်လဲစနစ်တကျပြုလုပ်တဲ့မစိုက်ပျိုးတတ်သူများကိုလည်းစိုက်ပျိုးတတ်အောင် သင်ကြားပေးတယ်ဒီလိုနဲ့ဆင်းရဲသားများရဲ့ဘဝခြောင်လဲလာကြပြီးအဲ့ဒီအချိန်မှစပြီးဦးချမ်းသာထမအစေခံရသူမရှိတော့ပဲ ဒီဖြစ်ရကြောင့်ဦးချမ်းသာဟာမောင်ပေါတူးကို အလွန်စိတ်ဆိုးသွားတော့ငါပေါတူးကို ပြန်ပေးကွာဒါပေမဲ့မောင်ပေါတူးကသူ့ကိုပြန်မပေးဘူးဦးချမ်းသာကပေါတူးကိုပြန်တောင်းမရလို့မြို့ဝန်စီသွားပြီးငွေအသက်ပြကွမ်းမုန်းတစ်ထောင်ပန်းနဲ့မောင်ပေါတူးကိုအေးအေးယူဖို့တန်ကြားလိုက်တယ် မောင်ပေါတို့ကိုအေးအေးယူပေးတော်မူပါဖေရမြို့ဝန်ကသူ့ကိုဂရတိပေးပြီးနောက်မောင်ပေါတို့ကို ပေါတို့ခုံးမိုးနဲ့ထောင်သွင်းအကျဉ်းချလိုက်တဲ့မောင်ပေါတို့မိခင်က ရှင်ဘရင်စီသွားပြီးအတနာခံ၍ဖြည့်ရမှန်ကိုရှင်ဘရင်စီရှောက်ထားလိုက်တဲ့အရှင်မင်းကြီးအကျွန်ုပ်တို့သားမိကိုကယ်တော်မူပါ ရှင်ဘရင်ကြီးကလည်းဦးချမ်းသာကိုခေါ်ပြီးစစ်ဆေးတဲ့အခါအမှုမှန်ပေါ်လာတော့တဲ့ဘရင်ကြီးကဦးချမ်းသာအား အတင်းတထေးကြီးဆင်းရဲသားများကိုတရားသက်ဖြင့်စောင့်ရှောက်ခြင်းမပြုဘဲမတရားသက်ဖြင့်နှိပ်စက်နေပြီးဒဏ်ငွေ3000နဲ့ကျိန်းတန်းတရားခက်စေလို့ အမိန်ပေးအပြစ်ထံခတ်လိုက်တဲ့မြို့ဝန်ကိုတော့အခရီးလိုက်စားမှုနဲ့မြို့ဝန်ရာထူးမှပယ်ချပြီးထောင်သွင်းအကျဉ်းချလိုက်တဲ့မောင်ပေါတူးလေးဟာအလွန်ဝရီးရာစူးစမ်းမှန်တဲ့ဖြစ်သီးနှံများထွက်တိုးအောင်စူးစမ်းသူတဦးဖြစ်တဲ့အပြင်အများကောင်းကျိုးဆောင်သူတဦးဖြစ်တဲ့အတွက်ရှင်ဘရင်ကတထေးကြီးဦးချမ်းသာပေးဆောင်တဲ့ဒဏ်ငွေ၃000ကို သူအားစုတော်ငွေအဖြစ်ချင်းမြင်လိုက်ပြီးနောက်မောင်ပေါတူတို့တမီးနှစ်ယောက်လည်းဝမ်းသာစွာနေအိမ်ကိုပြန်လာခဲ့ကြလေတဲ့ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်